မင်္ဂလာပါရှင်တရုတ်ဟင်းလျာတစ်မျိုးဖြစ်တဲ့ကြက်ဥပေါင်းအီအီလေးကိုမှ အသားလေးနဲ့တွဲစားရတဲ့ဟင်းပွဲလုံးကြီးလေးမျှဝေပေးကြပါတယ်ရှင်လိုအပ်တဲ့ပစ္စည်းတွေကတော့ကြက်ဥ၃လုံး ကြက်သွန်မိတ်အနေငယ်ကြက်သွန်ဖြူ၂မွှားကြက်သားအသားကြီးပဲ၁၀သားလောက်လိုအပ်ပါတယ်ရှင် ကျက်ဥပေါင်းလုပ်တဲ့အခါမှာကျက်ဥနဲ့ရေအချိုးကအရေးကြီးတဲ့အတွက်ကျက်ဥသုံးလုံးဖောက်ထည့်ရင်ဘလောက်ပမာဏရလဲသိရအောင်လို့ချိန်နဲ့ခွက်ကလေးတွေကိုဖောက်ထည့်ပါမယ်။ကျက်ဥသုံးလုံးဖောက်ထည့်လိုက်တာ200 ml ရှိပါတယ်။ကျက်ဥနဲ့ရေအချိုးကတော့ကျက်ဥတဆဆိုရင်ရေတဆခွဲထည့်ပေးရပါမယ်ရှင်။ဒီမှာတော့ကျက်ဥက200 ml ရှိတဲ့အတွက်ရေကို300 ml ထည့်ပေးပါမယ်ရှင်။ ရေနွေးပူပူကိုကြက်ဥရဲ့တက်ဆခွဲထည့်လိုက်ပါမယ်။ရေနွေးထည့်ပြီးရတဲ့ချက်ချင်းခောက်ပေးပါမယ်ရှင်။အရသာအတွက်တော့စားလေးအနည်းငယ်ပဲထည့်ပါမယ်။ဒီလိုမျိုးချိန်နဲ့ခွက်လေးမရှိဘူးဆိုရင်လည်းအဲကိုမှန်းလို့လွယ်တဲ့ပကံလုံးလေးနဲ့ဖြစ်ဖြစ်လက်ဖေးတောက်တဲ့ပကံလေးနဲ့ဖြစ်ဖြစ်ချိန်လို့ရပါတယ်။ပြီးတာနဲ့အမြုပ်တွေကိုဖယ်ထုတ်ပလိုက်ပါမယ်ရှင်။ ပေါင်းမဲ့အိုးထဲမှာအောက်ဖက်ကစကားလေးတစ်ခုခံပြီးတော့ခုနခောက်ထားတဲ့ကျက်ဥပကံလေးကိုတင်လိုက်ပါမယ်ရှင်။အပေါ်ကနေမှပကံများလေးတစ်ခုကို ဖုံးပြီးတော့မိနစ်20လောက်ပေါင်းပေးလိုက်ပါမယ်ရှင်။ဒါလေးကတော့မိနစ်20လောက်ပေါင်းနာပြီးတဲ့အနေထားလေးပါအခုဆိုရင်ကြက်ဥလေးကခဲနေပါပြီဒီလောက်ဆိုရင်ရပါပြီရှင် ပြောင်းကော်မုတ်ထမင်းစားစွန်းနဲ့တက်စွန်းကိုရေလေးနည်းနည်းထည့်ပြီးတော့ခောက်ထားပေးပါမယ်။အိုးရဲကိုစီလေးနည်းနည်းထည့်ပါမယ်ရှင်။စီလေးပူလာပြီဆိုတာနဲ့ကြက်သွန်ဖြူနုံနုံဆဲနှတာလေးကိုမှုရေးလာတဲ့ထီကိုကြော်ပေးပါမယ်ရှင်။ကြက်သွန်ဖြူလေးမှုရေးလာပြီဆိုရင်ကြက်သားရုံးလေးတွေထည့်လိုက်ပါမယ်ရှင်။ အရသာအတွက်တော့ကြက်သားမုံလေးအနေနဲ့ထည့်ပေးပါမယ်။ပဲငံများ၏အကျဲကို ထမင်းစားစုံးနဲ့တဝက်ဆန်လောက်ထည့်ပါမယ်ရှင်။ခယူးစီကို ထမင်းစားစုံးနဲ့တစုံထည့်ပေးပါမယ်။ပဲငံများ၏အပြစ်ကိုတော့ထမင်းစားစုံးရဲ့တဝက်လောက်ထည့်ပေးပါမယ်။ငရုတ်ကောင်းလေးနည်းနည်းအုပ်ပေးပါမယ်ရှင်။ ကြက်သားကလေအခုလိုမျိုးအတုံးလေးတွေထက်စားရင်ညက်နေအောင်လို့ကြိတ်ထားတယ်ကြက်ကြိတ်သားဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ရှင်ကြက်သားနေရာမှာဝတ်သားအမဲသားပစွန်စားသဖြင့်ကိုကြိုက်နဲ့တက်တဲ့အသားကိုတုံးလို့ရပါတယ်အခုမှွေနေရကိုအနံ့လေးကတော်တော်လေးကိုမှွေနေပါပြီရှင်ကြက်သားလေးတွေတော်တော်လေးခြောက်လာပြီဆိုရင်တော့ရေလေးနည်းနည်းထည့်ပေးပါမယ်ကြက်သားလေးနူးသွားအောင်လို့ပါ ကြက်သားလေးလည်းနူးသွားပြီးအရသာလည်းစိတ်ကြိုက်ဖြစ်ပြီးဆိုရင်တော့နောက်ဆုံးမှ ပြောင်းဖို့မှုဖြော်ရတာလေးထည့်လိုက်ပါမယ်ရှင်တအား၆တောင်းအောင်မကြော်ဘဲနဲ့အခုလိုမျိုးရေဆက်ဆက်အနေထားလေးမှာလှီးထားတဲ့ကြက်တော်မိတ်လေးထည့်ပေးလိုက်ပါမယ်ရှင်ပြီးတာနဲ့တစ်ချက်နှစ်ချက်မှွေပြီးတော့မီးပိတ်လိုက်လို့ရပါပြီဒီကြက်သားပူပူလေးကိုကြက်ဥပေါင်းလေးပေါ်မှာတင်လိုက်ပါမယ်ရှင် ပြီးတော့မှအပေါ်ကနေနည်းနည်းလေးခြံထားတဲ့ကြက်တော်မိတ်လေးဖြူပေးလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့အရသာအရန်ရှိတဲ့ကြက်ဥပောင်းနဲ့ကြက်သားလေးစားဖို့အဆင်သင့်ဖြစ်ပါပြီရှင်။ကြက်ဥပောင်းပြပြော့အီအီလေးကိုမှ အသားလေးနဲ့တွဲပြီးတော့စားရတာဆိုတော့အရသာက လုံးဝစပယ်ရှယ်ကောင်းပါတယ်။ အစားအသောက်ကြီးများတဲ့ကလေးတွေဆိုရင်လည်းဒီလိုမျိုးလေးလှုပ်ကြွေးကြည့်ပါတအားကိုစားမှသိကြပါဗျ။ကျက်သားကတော့ခရုစီရောပဲငတ်များကြီးတွေရောထည့်ထားတာမို့လို့အရသာလေးနည်းနည်းလေးကဲတဲ့ဘက်ကိုသွားပါတယ်။ကျက်ဥပေါင်းကတော့စားလေးတစ်မျိုးတည်းထည့်ပြီးတော့အရသာပော့ပော့လေးလှုပ်ထားတာဆိုတော့အဲနှစ်ခု တွဲပြီးတော့ပေါင်းစားလိုက်တဲ့အခါမှာအရသာကလုံးဝလိုတာပိုတာမရှိဘဲနဲ့ပြေဆုံးသွားပါတယ်။ ထမင်းလေးနဲ့ပဲစားစားဒီတိုင်းလေးပဲစားစားစားလို့တော်တော်လေးကိုကောင်းပါတယ်ရှင်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်